မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 1ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ငလျင်လောက်ခတ်မှုကြောင့်ပြိုကျသွားတဲ့မန္တလေး Sky Villa Condo မှာနေထိုင်တဲ့ HCIS ကိုပိုင်အထက်တန်းကျောင်းကနိုင်ငံသားသားဆရာဆရာမ9ဦးပျောက်ဆုံးနေဆဲဖြစ်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ28ရက်နေ့မိုးလယ်ပိုင်းကငလျင်လောက်ခတ်ပြီးကတည်းကမန္တလေး Sky Villa Condo မှာနေထိုင်တဲ့ HCIS ကိုပိုင်အထက်တန်းကျောင်းကနိုင်ငံသားသားဆရာဆရာမ9ဦးဟာ အဆက်အသွယ်ပြတ်တောက်ပြီးတော့ပျောက်ဆုံးနေပြီး Sky Villa ကွန်ဒိုပြိုကျမှုမှာပိတ်မိပါဝင်သွားတယ်လို့သိရပါတယ် HCIS ကနိုင်ငံသားဆရာဆရာမ9ဦးက Sky Villa ကွန်ဒိုပြိုကျမှုမှာပါသွားပါတယ်ပိတ်မိတာက나이80ကျော်ကျပါပြီဘာတရင်မှမကြားသေးပါဘူး HCIS ကအเจ้าကဆရာဆရာမနိုင်ငံသားတွေပါလို့အဲ့ဒီအเจ้าကတာဝန်ရှိသူကရှင်းပြထားပါတယ် မန္တလေး Skyville Condo မှာနေထိုင်ရင်းနဲ့ပျောက်ဆုံးနေတဲ့နိုင်ငံသားဆရာဆရာမများဟာ Skyville Condo အခန်းအမှတ်103ဒီမှာနေထိုင်တဲ့တောင်အာဖရိကနိုင်ငံသားကိုဝမ်အခန်း109ဒီမှာနေထိုင်တဲ့တောင်အာဖရိကက Peloton အခန်း6အနဲ့ဒီမှာနေထိုင်တဲ့ဖိလစ်ပိုင်နိုင်ငံက Baran အခန်း906ဒီမှာနေထိုင်တဲ့ရုရှားနိုင်ငံက Mike အခန်း900ရှစ်ဒီမာနေထိုင်တဲ့တောင်အာဖရိကကအိုလီဗာရုဖြစ်တယ်လို့သိရပါတယ်။မန္တလေးစကိုင်းဗီလာကွန်ဒိုမှာတရုတ်နိုင်ငံကကယ်ဆယ်ရေးအဖွဲ့များနဲ့မိသားစုဥစည်းဌာနတို့ကပူးပေါင်းပြီးတော့ကယ်ဆယ်ရေးလုပ်ငန်းများကိုဆက်လက်လှုပ်ဆောင်နေဆဲဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ငလျင်တန်တင်ခဲ့တဲ့အမရဘူရာမျိုးနဲ့သခိုင်းမျိုးနဲ့ကစင်ကာချေးွာပကြီချေးွာနဲ့ဘုံဘိုးချေးွာတို့ကတောက်တုံးရည်နဲ့ဈေးဝါမြောင်အကူအညီတွေလိုအပ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင်းအမရဘူရာမျိုးနဲ့သခိုင်းမျိုးနဲ့အတွင်းမှာရှိတဲ့ချေးွာများမှာအိမ်များပြိုကျခြင်းဗလီများပြိုကျခြင်းများဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။အများစုသောချေးွာများကိုကူညီကယ်ဆယ်ရေးတွေမရောက်ရှိဘဲနဲ့ချေးွာကပြည်သူများအချင်းချင်းသာပြန်လည်ပြီးတော့ထောက်ပံ့ကူညီနေရတယ်လို့သိရပါတယ်။လမ်းတွေပြတ်စီးနေ ေတော့တွားရေးလာရေးကအတော်လေးကိုခက်ခဲနေပါတယ်ကယ်ဆယ်ရေးတွေလည်းမရောက်ပါဘူးကယ်ဆယ်ရေးနဲ့ရေတပ်အစားအသောက်အကူအညီကတော့အရန်ကိုအရေးတကြီးလိုအပ်နေပါတယ်အခုလောလောဆယ်ဆိုရင်ရတနာကူဖရာအနီးကစင်သာရွာပကြီးရွာနဲ့ ဘုံဘုံကြီးွာတွေမှာအကူအညီတွေလိုအပ်နေပါတယ်လို့ဒေသခံတွေကပြောပြထားပါတယ်ကြီးွာများမှာလည်းငလျင်တန်းကြောင့်အိမ်များအလုံးပြိုကျပျက်စီးပြီးတော့နေထိုင်ရန်မသင့်တော်တော်ဘူးလို့ပြောပါတယ်ဒါကြောင့်ကွင်းပြင်များမှာစုဖွဲ့ပြီးတော့နေထိုင်နေရပြီးညအချိန်မှာမွေကင်းအနေအများလည်းစိုးရိမ်နေရတယ်လို့သိရပါတယ်ကျမကြီးမကောင်းမွန်တဲ့တက်ကြီးရွယ်အုံများကလေးမိခင်များနဲ့ကလေးများဟာလည်းကျမကြီးမကောင်းမွန်မှုနဲ့ဖျားနာတာတွေလည်းဖြစ်ပေါ်နေတယ်လို့သိရပါတယ်လက်ရှိအချိန်တွေကတော့အိမ်နေတော်တော်များများကတော့နေလို့မရတော့ပါဘူးရေတန်းနဲ့အစားအစာအဓိကလိုအပ်နေပါတယ် ပြီးတော့စေးဝါးတွေလည်းလုံနေပါတယ်ဖြားနာတာနဲ့အပူဒဏ်ကြောင့်ပင်ပန်းနွမ်းနယ်ဓာတ်တွေလည်းဖြစ်တယ်ဓာတ်စားနဲ့စေးဝါးတွေလည်းလိုအပ်နေပါတယ်လို့ဒေတာနေပြည်သူတို့ကပြောပြထားပါတယ်အမရပူရမြို့နယ်ဘုံဘိုးချေးရွာမှာလည်းဗလီများပြိုကျမှုကြောင့် အလောက်130ကျော်ကနေ200နီးပါးအထိတူးဖို့ရရှိထားပြီးတော့ဗလီတလုံးကတော့ဆက်ရန်တရားအခက်အခဲကြောင့်အလောင်းများကိုမတူးဖို့ရသေးဘူးလို့ပြောပါတယ်ကျွေးပါနေပြည်သူများကိုကွေးမြန်မာစူးစီးပြီးတော့စူပေါင်းနေထိုင်နေကြတယ်လို့သိရပါတယ်ဘုံဘုံကျွေးရွာမှာလည်းလူဦးရေတပေါင်းဝန်းကျင်ရှိပြီးတော့စားနပ်ရိက္ခာဈေးဝါနဲ့တောက်သုံးရည်များအ धिक ကလိုအပ်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တရေကတော့မန္တလေးမြို့35လမ်းနဲ့ခုနဆလမ်းထောင်းမှာဖွင့်လှစ်ထားတဲ့ကရဝိတ်ကဖေးနဲ့စားတောက်ဆိုင်အထက်မြင့်အဆောက်အုံဟာမက်စလာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလျင်အတွင်းမှာလုံးဝပြိုကျပျက်စီးသွားခဲ့ရာစားတောက်သူများစိုင်းဝင်တန်းများနဲ့အတူစစ်တပ်ကအရာရှိတအုပ်နဲ့စစ်သား9ဦးကတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ28ရက်နေ့မော်လန်12:52မိနစ်အချိန်မှာပြင်အား9ဒသမ9အဆင့်ရှိတဲ့ငလျင်ကြီးလှုပ်ခတ်ခဲ့တဲ့အတွက်ကြောင့်မန္တလေးမြို့35လမ်းနဲ့85လမ်းထောင်းမှာဖွင့်လှစ်ထား ားတယ်။ကရဝေးကဖေးအဆောက်အုံကြီးဟာလောဘကိုပြိုကျသွားခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးပြိုကျတဲ့အချိန်မှာစားတောက်သူများစိုင်းဝင်တန်းများအပြင်မန္တလေးမြို့ကိုလုံခြုံရေးကင်းပတ်နေတဲ့စစ်တပ်ကအရာရှိတအုပ်နဲ့စစ်သား၉ဦးစုစုပေါင်းစစ်သား၁၀ဦးပါဝင်သွားတယ်လို့သိရပါတယ်။ကရဝေးကဖေးဟာမန္တလေးမြို့ရဲ့နာမည်ကျော်စားတောက်ဆိုင်ဖြစ်ပြီးတော့မန္တလေးမြို့သူမြို့သားများဝင်ထွက်သွားလာစားတောက်နေကြတဲ့နာမည်ကြီးကဖေးနဲ့စားတောက်ဆိုင်ဖြစ်တယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဒီလောက်ငန်လျင်တန်းကိုအလူလဲခန်းစားနေရတဲ့မန္တလေးမြို့မှာ စစ်ကောင်စီကတကြမ်းမှပျော်ပါဖို့အတွက်မန်ဒတ်တွေကိုအင်တိုက်အားတိုက်နဲ့ဆောက်လုပ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကမန္တလေးမှာအင်အားပြည့်နဲ့ငလျင်လှုပ်ခတ်ခဲ့ပြီးတော့လူပေါင်းထောင်နဲ့ချီပြီးတော့တေဆုံးခဲ့တယ်လို့ကဲဆယ်ပေးဖို့လိုအပ်နေတဲ့လူတွေလည်းဒီနေ့အချိန်ထိကိုအများပြားကြန့်ရှိနေသေးပေမယ့်စစ်ကောင်စီကတော့မန္တဆောက်လုပ်မှုတွေကိုဆက်လက်ပြီးတော့လှုပ်ဆောင်နေဆဲဖြစ်တယ်လို့သိရပါပါတယ်။တမျိုးလုံးမျိုးပြက်ကြီးလို့ဖြစ်နေပါပြီ။လူတွေအားလုံးပူဆွေးတော့ကရောက်နေကြရပါတယ်။ပြိုပြက်နေတဲ့အဆောက်အဦတွေထဲမှာလည်းပိတ်မိနေတဲ့သူတွေကိုအခုချိန်ထိကို ထုတ်နိုင်သေးပါဘူး။나이ပေါင်း80ပြည့်တော့မယ်။ဒါတွေကြတော့မလုပ်ဘဲနဲ့ပျော်ပါဖို့အတွက်မန်းတဲ့တွေကိုစောင့်နေကြတယ်လို့အောင်မြေသာဆန်မြို့နယ်ကအသက်90အရွယ်ဒေသခံအမျိုးသားတို့ကသတင်းပေးဖို့ပြောကြားထားပါတယ်။မန်းတဲ့လေးမှာတကြံမန်းတဲ့စောက်လုပ်မှုတွေကိုစစ်ကောင်စီလက်အောက်ခံအလဲပိုင်းတိုင်းစစ်ဌာနချုပ်တပ်ဆွဲထားတဲ့နန်းတွင်းအရှိပံ66လမ်းပေါ်မှာစောက်လုပ်နေတာဖြစ်ပြီးတော့မန်းတဲ့ပေါင်း9ခုထက်မနေစောက်လုပ်နေတာကိုမြင်တွေ့ခဲ့ရတယ်လို့ဒေသခံတွေကသတင်းပေးဖို့ထားပါတယ်။ဒါအပြင်26လမ်းပေါ်ကမြို့တော်စီပင်ခန်းမရှိမှလဲဘဟုမန်းတဲ့ကို စောက်လုံနေတာကိုတွေ့ခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။မန္တလေးမြို့မှာငလျင်တန်းကြောင့်အဆောက်အဦပေါင်းထောင်နဲ့ချီပြီးတော့ပြိုကျပြက်စီးခဲ့ပြီးတော့တေဆုံးသူတထောင်ကျော်ရှိနေတယ်လို့အဆောက်အဦအပြက်တွေထဲမှာလည်းရာပေါင်းများစွာသောပြည်သူတွေကနိုင်ပေါင်း80ကျော်ကြောင်ဆက်လက်ပိတ်မိနေဆဲဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့သကိုင်းမြို့အနီးကိုဗဟုပြုပြီးတော့ပြင်းအားလေးတပ်သမားတစ်အဆင့်ရှိတဲ့မြင်းကလင်းကြီးဒီကနေ့မှလှုပ်ခတ်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဧပြီလ၁ရက်နေ့မြန်မာစံတော်ချိန်မနက်တန်တိုင်း၄၀မိနစ်အချိန်မှာ အခုလိုမျိုးမြင်းကလေးလောက်ခတ်သွားခြင်းဖြစ်ပြီးတော့သခိုင်းမျိုးအနောက်မြောက်ဘက်၄ကီလိုမီတာအကွာကိုဗဟိုပြူပြီးတော့မြင်းကလေးလောက်ခတ်သွားတယ်လို့သိရပါတယ်။ငလင်လောက်တာတော်တော်ကျန်းတယ်။ကျွန်တော်တို့အိမ်အပြင်မှာချင်းအောင်ထောင်ပြီးတော့ထွက်အိမ်နေတာအားလုံးလန်နှုံးကုန်ကြတယ်။၄ရက်လောက်ရှိနေပြီ။ညာတိုင်းလိုလိုငလင်ကဖြည်းဖြည်းလောက်တာနဲ့ကြမ်းကြမ်းလောက်တာပဲကွာတယ်။ညာတိုင်းတော့လှုပ်နေတာပဲလို့မန္တလေးဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်။မက်လ28ရက်နေ့မွန်လွယ်ဆန်းနန်းနိုင်52မိနစ်အချိန်မှာလောက်ခတ်ခဲ့တဲ့ငလင်ကြောင့်မန္တလေးနေပြီးတော့သခိုင်းအပါအဝင်မြန်မာနိုင်ငံအလဲပိုင်းဒေသများမှာပျက်စီးဆုံးရှုံးမှုများ ားစွာဖြစ်ပေါ်နေပြီးတော့လူပေါင်းထောင်ချီပြီးတော့တည်ဆုံးခဲ့တယ်လို့စစ်ကောင်စီကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အာနာသိန်းအကြမ်းဖက်စစ်တပ်ကမြောက်ဦးမြို့ကိုလေကြောင်းကနေဘုံကျဲတိုက်ခတ်ပြီးတော့ကြောက်ဖြူမြို့နယ်ဇင်ချောင်းရွာကိုနေပြည်ကလက်နက်ကြီးနဲ့ပစ်ခတ်တဲ့အတွက်တန်ဃာတော်အပါအဝင်အရတားပြည်သူ၃ဦးတိမ်ဆုံပြီးကိုရင်အပါအဝင်အရတား9ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြောက်ဦးမြို့အလဲဆေးရက်ကွက်ကိုမတ်လ31ရက်နေ့ည7:00နာရီကျော်အချိန်မှာစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခတ်ခဲ့တဲ့အတွက်အသက်66နှစ်အရွယ်ဦးအောင်ကျော်စံတိမ်ဆုံသွားတယ်လို့ဒေသခံများကပြောပါတယ်။မနေ့ကည7:00နာရီကျော် ောက်မှာ cluster ပရိသတ်ဘုံတစ်လုံးနဲ့အလဲစေးရက်ွက်ကိုဘုံချဲခဲ့ပါတယ်အသက်60ကျော်အရွယ်အမျိုးသားတအုပ်သေဆုံးသွားပါတယ်ဒီလောက်ကြာငလျင်ကြောင့်တနိုင်ငံလုံးပူဆွေးဒုက္ခရောက်နေတဲ့အချိန်မှာအရက်သားတွေကိုဘုံချဲတိုက်ခိုက်နေတယ်တော်တော်လေးကိုရက်ဆက်တဲ့ခွေးတွေပဲလို့ ်မြောက်ဦးဒေသခံတအူးကပြောပြထားပါတယ်။ကြော့ဖြူမျိုးနဲ့ဇင်ချောင်းရွာကိုလည်းမက်စလာ31ရက်နေ့မနက်9:00နာရီကျော်အချိန်မှာနေဗီကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ရာတန်ကားတော်တပါအပါအဝင်အရတား2ဦးသေဆုံးပြီးဆရာတော်ကြီးတပါနဲ့ကိုရင်အပါအဝင်အရတား9ဦးဒဏ်ရာပြင်းထန်စွာရရှိသွားတယ်လို့သိရပါတယ်။မင်းရတိုက်နဲ့ဝနက်ချိန်ကျေးရွာအနီးပင်လယ်ပြင်မှာရန်နာထားတဲ့စစ်ကောင်စီရဲ့နေဗီကနေလက်နက်ကြီး3လုံးနဲ့ဇင်ချောင်းကျေးရွာကိုပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဆရာတော်တပါပြန်လည်တော်မူသွားပါတယ်။အရတားတအုပ်သေးတယ်။နောက်ဆရာတော်ကြီးတပါနဲ့ ကိုရင်တွေဒဏ်ရာရတယ်စုစုပေါင်းအရသား9ဦးဒဏ်ရာရသွားပါတယ်အခုဆေးကုသမှုခံယူနေရပါတယ်အဲ့ဒီစစ်ခွေးတွေရဲ့စစ်ရာဇဝတ်မှုတွေကိုနိုင်ငံတကာကထိထိရောက်ရောက်အရေးယူပေးစေချင်ပါတယ်လို့ကြောက်ဖြူဒေသခံတအုပ်ကတောင်းဆိုထားပါတယ်ပြန်လည်တော်မူသွားတဲ့တန်ဃာဟာကြောက်ဖြူမြို့နယ်ဇင်းချောင်းကုန်းမွေရွာက အသက်32နှစ်အရွယ်အရှင်အာရိဆဖြစ်ပြီးတော့တေဆုံးသွားတဲ့အရသားကတော့အသက်30အရွယ်ဥပချမ်းဖြစ်ပြီးတော့ကုန်းမွေကြီးပါကပဲဖြစ်တယ်လို့သိရပါတယ်ဒဏ်ရာရရှိသူများဟာအသက်84နှစ်အရွယ်ရှိတဲ့ဆရာတော်ကြီး အရှင်ဇနိတနဲ့အသက်၁၂နှစ်အရွယ်ကိုရင်ရှင်ဓမ္မနန္ဒအသက်၄၅နှစ်အရွယ်ဦးမောင်ထွန်းမြအသက်50အရွယ်ဒေါ်တန်းတန်းအေးတို့ဖြစ်ပြီးတော့ဇင်ချောင်းကဘွေရွာကဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်အုံတော်ကြီးရွာကဇင်ချောင်းမှာဆစ်ဆောင်နေတဲ့အသက်၃၀နှစ်အရွယ်ဒေါ်ဖြိုးဖြိုးဝင်း ကင်းပင်လေရွာကဆစ်ဆောင်လာတယ်။အသက်55နှစ်အရွယ်ဒေါ်သိန်းဟန်နူစင်တက်မော်ရွာကဆစ်ဆောင်လာတယ်။အသက်16နှစ်အရွယ်မတ်ခင်မြအေးတို့ဟာလည်းဒဏ်ရာရရှိသွားတယ်လို့သိရပါဗျ။စစ်ကောင်စီရဲ့နေဗီကလက်နက်ကြီးများနဲ့ပစ်ခတ်မှုကြောင့်ကြောက်ဖြူစင်ချောင်းကဖုံးတော်ကြီးကျောင်းနဲ့နေအိမ်တချို့လည်းပျက်စီးသွားခဲ့တယ်လို့သိရပါဗျ။မက်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလီရင်ကျောင်းမန္တလေးစကိုင်းနေပြည်တော်ရှမ်းမကွေးပဲခူးတိုင်းတို့မှာထိခိုက်သေးဆုံးဒဏ်ရာရအိုးအိမ်များပျက်စီးပြီးတော့တနိုင်ငံလုံးပူဆွေးတော့ကတွေရောက်နေတဲ့အချိန်မှာ စစ်ကောင်စီကရခိုင်ပြည်ကိုဆက်လက်ပြီးတော့ဘုံကျဲတိုက်ခိုက်နေဆဲဖြစ်တယ်လို့သိရပါတယ်။မက်စလာ30ရက်နေ့ညနေ9:00နာရီကျော်အချိန်ကလည်းကြောက်ဖြူမျိုးနဲ့ကုလဘာချီပါကိုဒညဝရီရေတက်ကဒရုန်းတစ်စီးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဒေသခံများထံကသိရပါတယ်။ကုလဘာချီပါအနောက်ဘက်ချမ်းကိုဘုံသီးများကြားရောက်ပောက်ခွဲခဲ့ပြီးတော့နေအိမ်တချို့နဲ့ဆိုင်ကန်းတစ်ခုပျက်စီးသွားတယ်လို့သိရပါတယ်။မက်စလာ28ရက်နေ့ကငလေလှုပ်ခတ်တဲ့အချိန်နဲ့လှုပ်ခတ်ပြီးတဲ့နောက်မှာတိုင်းနဲ့ပြည်နယ်တွေကနေရာ၅ခုကိုလည်း စိတ်ကောင်းစီကဘုံကျဲတက်ခိုက်ခဲသေးတယ်လို့သိရပါတယ်။နောင်ချုံမြို့နယ်ကံကြီးချင်းရွာ၊နောင်လင်ချင်းရွာ၊ကရင်ပြည်နယ် KNU တပ်မဟာခွနဲ့နယ်မြေမှာရှိတဲ့လေးဝါချင်းရွာ၊သခိုင်းတိုင်းချောင်းမြို့နယ်၊နွယ်ကွေချင်းရွာနဲ့စစ်တောင်းမြစ်အရှိတ်ကံဖြူးမြို့နယ်ချင်းရွာများကိုလည်းစစ်ကောင်စီကဘုံကျဲတက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဘုံကျဲတက်ခိုက်မှုများအားလုံးဟာမလီလောက်ခတ်ချိန်နဲ့လောက်ခတ်ပြီးနိုင်ပိုင်းအကြမ်းမှာစစ်ကောင်စီကအရဲသားပြည်သူများရှိရာနေရာများကို အကြဖတ်ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ငန်လျင်ကြောင့်ပြည်သူများတေဆုံးမှုအရေအတွက်တွိုးလာတဲ့အချိန်မှာစစ်ကောင်စီကနိုင်ငံအနှံ့မှာလေကြောင်းကနေဘုံကျဲတိုက်ခိုက်နေခြင်းဟာ လောဝလက်ခံနိုင်စရာမရှိကြောင်းမြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom and Bruce ကပြောဆိုထားပါတယ်စစ်ကောင်စီတပ်ကနိုင်ငံအနှံ့မှာလေကြောင်းကနေပြီးတော့ဘုံတွေဇက်တိုက်ကျဲနေတာဟာလောဝကိုတရားလွန်တဲ့ကိစ္စပါလက်ခံနိုင်စရာမရှိတဲ့ကိစ္စဖြစ်ပါတယ်စစ်တပ်ပေါ်ဩဇာရှိတဲ့ဘယ်သူမှမဆိုဖိအားပေးပြီးတော့ဒါဟာလက်ခံနိုင်စရာမရှိကြောင်းရှင်းအောင်ပြောဖို့လိုပါတယ်စစ်ကောင်စီအနေနဲ့စစ်စင်ရေးအားလုံးကိုရက်လိုက်ဖို့ကျွန်တော်တောင်းဆိုပါတယ်လို့ Tom Andrews ကပြောပြထားပါတယ်။ငတ်လျင်ကြောင့်ထိခိုက်နေတဲ့ပြည်သူများကိုကယ်ဆယ်ရန်ကြိုးပမ်းရမယ့်အချိန်မှာမြန်မာစစ်တပ်ကဘုံကျဲနေခြင်းဟာအလွန်အံ့အားသင့်ရာကြောင်း Tom Andrews ကပြောဆိုလိုက်ပါတယ်။အာနာသိန်းစစ်ကောင်စီဟာရခိုင်ပြည်နယ်အပါအဝင်နိုင်ငံတော်ကလက်လွတ်ဆုံးရှုံးထားရတဲ့နေရာဒေသများကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခြင်းလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းနဲ့ drone နဲ့တိုက်ခိုက်မှုများကိုဇက်တိုက်ပြုလုပ်နေခြင်းဖြစ်ကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်စီကပြည်တွင်းကနာမည်ကျော်စီးပွားရေးလုပ်ငန်းရှင်များနဲ့စက်မှုဆုံးလုပ်ငန်းရှင်များစီးပွားရေးဆိုင်ရာအသင်းအဖွဲ့များနဲ့လူမှုရေးအသင်းအဖွဲ့များကိုနေပြည်တော်ကိုခေါ်ပြီးတော့ငလျင်ဘေးကူညီရေးအတွက် အတင်းအကျပ်ပတ်စံတောင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဧပြီလ၁ရက်နေ့မွန်လွဲ၂နာရီအချိန်မှာနေပြီးတော့တပောင်းခွင်ယာယီခမ်းမာမှာအလုံငွေလက်ခံပွဲကျင်းပမှာဖြစ်ပြီးတော့မန္တလေးကလုပ်ငန်းရှင်များအသင်းအဖွဲ့များရန်ကုန်ကစီးပွားရေးလုပ်ငန်းရှင်များအသင်းအဖွဲ့များတက်ရောက်ရန်စစ်ကောင်စီကခေါ်ယူထားတယ်လို့သိရပါတယ်။မက်ရှလ၂၈ရက်နေ့ကလောက်ခတ်ခဲ့တဲ့ငလျင်ကြောင့်မန္တလေးနေပြီးတော့သခိုင်းအပါအဝင် ်မြန်မာနိုင်ငံအလဲပိုင်းဒေသများမှာတည်ဆုံးသူနဲ့ပျက်စီးဆုံးရှုံးမှုများမြင်မာခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးကြုံတွေ့နေရတဲ့အချိန်မှာကယ်ဆယ်ရေးနဲ့ကုညီရေးလုပ်ငန်းများလိုအပ်နေတဲ့မြို့များစွာရှိနေပြီးတော့ပြည်သူများအထူးဒုက္ခရောက်နေရတော့လဲစစ်ကောင်စီကတော့ငွေကြေးရရှိရေးကိုသာဥတည်ပြီးတော့ ဖိအားပေးချင်းချောင်းနေတယ်လို့သိရပါတယ်အခုလိုမျိုးအလူငွေများတောင်းခံရမှာငလင်တန်တဲ့မန္တလေးကလုပ်ငန်းရှင်များစီးပွားရေးသမားများစီးပွားရေးဆိုင်ရာအသင်းအဖွဲ့များကိုလည်းနေပြည်တော်ကိုခေါ်ယူထားပြီးတော့အလူငွေပေးရတဲ့အခမ်းအနားကိုမန္တလေးကလူကိုယ်တိုင်မတက်ရောက်နိုင်ပါကဒုတိယဗိုလ်ချုပ်ကြီးမျိုးမိုးအောင်နဲ့မန္တလေးတိုင်းဝန်ကြီးချုပ်တို့ကကိုစားအလူငွေလက်ခံပေးမှာဖြစ်ကြောင်းစစ်ကောင်စီရဲ့ဖိအားပေးချင်းချောက်ထားတဲ့ဖိတ်ခေါ်စာမှာဖော်ပြထားပါတယ်ဒါအပြင်ရန်ကုန်ကလုပ်ငန်းရှင်များအသင်းအဖွဲ့များအနေနဲ့နေပြည်တော်ကိုငွေလာပေးရန်စစ်ကောင်စီကလေ ရင်အသွားပြန်စီစဉ်ပေးမှဖြစ်တယ်လို့သိရပါဗျ။မလင်ဓာမှာပြိမိနေတဲ့ပြည်သူတွေကိုတောင်မှကဲထုတ်လို့မနိုင်သေးပါဘူး။အဲ့ဒါကိုပတ်စံရဖို့အတွက်နေပြည်တော်မှာအခမ်းအနားနဲ့ဘေးအိမ်များအကျိုးပို့စီစဉ်ပြီးတော့အလူခံပွဲလုပ်နေတာပါလို့စီးပွားရေးသတင်းရင်းမြစ်ကသတင်းပေးဖို့ပြောကြားထားပါဗျ။ရန်ကုန်တိုင်းကစက်မှုဇုံများကိုလည်းစက်မှုဇုံတစ်ခုကိုငွေကျပ်300နှုန်းနဲ့အေပီလာ၄ရက်နေ့နောက်ဆုံးထားပြီးတော့မဖြစ်မနေစစ်ကောင်စီထံကိုငွေပေးအပ်ရန်စစ်တပ်ကဖိအားပေးလျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့ငလျင်တရေနိုင်ငံရေးတရေများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကနေပြီးတော့ကင်းဝေးပြီးအကြမ်းဖက်ဆင်အာနာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ